ဒီကောင်ကိုဖမ်းတဲ့လူတွေ3500ပေးမယ်တဲ့ဟဲ့မင်းပြောလိုက်မင်းပြောတဲ့နေအောင်ငါလာခဲ့လိုက်မယ်အဲ့ဒီ3500ငါ့ကိုပေးလိုက်ဒီတစ်ခါလာလဲတတ်မတော့နောက်ခါလာလဲတတ်မတော့ပေါ်ပြီးတော့သုံးကပေးဒီကောင်ရှင်းလိုက်နားအေးတာပဲတက်တမတော်သားရေပေးတဲ့တက်မတော်သားမီးပေးတဲ့တက်မတော်သားဟမ်ငလင်တံပေးတဲ့တက်မတော်သားဟမ်ကိုပေးပြည့်တဲ့တက်မတော်သားဟမ်အဲ့ဒါကိုပြီးပြောလိုက်သေးတယ် တက်မတော်သားကြီးလုံလို့တက်မတော်သားကြီးလုံလို့ ਨੇ အားလုံးပဲဒီနေ့ဧပြီလ၂ရက်နေ့2025ကျွန်တော်အတူမနေညကနေဒီနေ့မနေ့ခင်းဒီနောက်ဆုံးရရှိထားတဲ့တည်င်းတွေကိုကျွန်တော်လိုရင်းတိုရှင်းလေးဖတ်ပြသွားမှာဖြစ်ပြီးတော့ပြီးမှနောက်ဗီဒီယိုလေးတွေကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ရလေးဘူးဆိုရင်လည်း subscribe လေးလုပ်ပြီးတော့ဝိုင်းရပေးကြဖို့မေတ္တာရက်ခံပါတယ်ဆက်လက်ကြရအောင် မန္တလေးမြို့35လမ်းနဲ့85လမ်းတောင်းတွင်ဖွင့်လှစ်ထားသောကရဝိတ်ကဖေးနှင့်စားတောက်ဆိုင်အထက်မြေအဆောက်အုံတွင်မက်လ28ရက်နေ့လောက်ခတ်တော်ငလင်အတွင်လုံးဝပြိုကျမှုဖြစ်သွားခဲ့ရာစားတောက်သူများဆိုင်ဝန်တန်းများနှင့်အတူစစ်တပ်ဘက်မှအရာရှိတအူနှင့်စစ်သား9ဦးခန့်တိဆုံးခဲ့ကြောင်းသိရှိရတယ်နော်စားတောက်သူများနှင့်ဆိုင်ဝန်တန်းတွေတော်တော်ဝမ်းနေပါတယ်စစ်ကောင်စီတွေတော်တော်နဲတော်နဲရေးပါတယ်ဆက်ကြည့်ရမလို့တဲ့နေပါ ငလင်ကြောင့်ဒေါ်အောင်ဆန်းစုကြည်နဲ့တမလာဦးဝင်းမြင့်အပါဝင် နိုင်ငံရေးအကျဉ်းသားများအတွက်အထူးစိုးရိမ်ဟုအန်ယူဂျီပြောတဲ့အိုးဖို့ထောင်တွင်နဲ့ငလင်တန်ကြောင့်အဆောက်အုံပြိုကျပြီး၄ဦးသေဆုံးနဲ့မြန်မာနိုင်ငံအလဲပိုင်းတွင်လည်းမတ်လ28ရက်နေ့လှုပ်ခတ်ခဲ့တော့ငလင်ကြောင့်စစ်ကောင်စီကမတရားအကျဉ်းချထားသောဒေါ်အောင်ဆန်းစုကြည်နဲ့တမလာဦးဝင်းမြင့်အပါဝင်နိုင်ငံရေးအကျဉ်းသားများအခြေအနေကိုအထူးစိုးရိမ်ဟုအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီဝန်ကြီးချုပ်ရုံပြောပြောရေးပြောခွင့်ရ ဥနေဖုံးလက်ကပြောဆိုထားတယ်တဲ့နော်ဘယ်သူမှစိုးရင်တာပဲနော်အမေစုတက်ကတော့အားလုံးစိုးရင်နေကြမှာပဲဘာမှလည်းမတတ်နိုင်ဘူးဘယ်သူမှလည်းတရင်မေးလို့မရတဲ့သူကကြမှာပါစေလို့ပဲအန်ရခင်ပါစေလို့ပဲဆုတောင်းပေးနေရောလို့ဘာမှမတတ်နိုင်ကြပါဘူးဆက်ကြည့်အောင် ကရင်နီပြည်တဲ့ဘောလခဲမြို့နယ်တဲ့ဝမ်ပလန်စစ်ကောင်စီတပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရတယ်စစ်တပ်ဘက်မှတတအလောင်း၄လောင်းနဲ့လက်နက်ခဲယံများတင်းဆဲရရှိခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တအူကြဆောင်ခဲ့ကြောင်း KA စစ်ရေးချုပ်ဘုံမူကြီးဖုံးနိုင်ကရန်ကုန်ခေတ္တကိုပြောဆိုထားတယ်တဲ့နော်အဲ့ဒါတင်ဖို့ဆက်ကြည့်အောင်ကချင်ပြည်နယ်ရဲ့မုံရင်းခရိုင် KIA တပ်မဟာရှစ်အဘက်ကိုတဲ့အချမ်းမစစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်တိုက်ခိုက်ခြင်းကြောင့်စစ်တပ်နဲ့ လာတက်တိတင်နန္ဒ38ဦးကြောက်ဆုံးက28ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNA စီးရီတရင်ရင်းမြင်ကရန်ကုန်ခတက်ကိုပြောဆိုထားတယ်နော်ဒါလည်းဝမ်းနေစရာတရင်ပါပဲနော်စစ်တင်နန္ဒတက်နေတော့ရှိတယ်လေရင်နဲ့ဘုံချဲတဲ့ခံရရတဲ့သူအဲ့မှာကျွန်တော်တို့ရဲ့ဒီတင်နန္ဒတက်နေတဲ့တော်လိုင်းတက်တာ38ဦးကတေဆုံးသွားပြီး28ဦးကဒဏ်ရာရခဲ့တယ်ဒါဒါအတွက်လည်းတွေးကြွေးမှာတော့ပြန်ဆက်ရမှာဒီခွေးတွေကိုပြန်ဆက်ရမှာပဲတိုင်းပြည်ဘယ်လောက်ထိချိန်နေဆိုလို့ဆိုဒီကောင်တွေကဘုံချဲနေတဲ့ဒီကောင်တွေကိုတော့ခွင့်လွတ်ပေးစရာအကြောင်းကိုမရှိတော့ဆက်ကြည့်အောင်တော့တဲ့တင်ပေါ့ ညီနောင်မဟာမိတ်တုံးဖွဲ့ကငလင်နောက်ဆက်သွဲကစေရေးလုပ်ငန်းများအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ရန်တလတာတဖက်သက်အပြစ်ရဲ့ကြောင်းကျင်ညာတဲ့ညီနောင်မဟာမိတ်တုံးဖွဲ့ကလည်းငလင်နောက်ဆက်သွဲကစေရေးလုပ်ငန်းများအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ရန်တလတာတဖက်သက်အပြစ်ရဲ့ဆဲကြောင်းယနေ့ဧပြီလ၁ရက်နေ့တွင်ကျင်ညာလိုက်တယ်တဲ့နော်သူများလူစိတ်ရှိတဲ့လူတွေကလူအဖွဲ့အစည်းတွေကတော့လူလူစီကံလိုက်နာပြီးမှ လုံနေကြတယ်လူစိတ်မရှိတဲ့ကောင်တွေကတော့ဘုံလိုက်ကျင်းနေခွေးတလိမ့်ဆန်နေကတော့ဘုံလိုက်ကျင်းနေဆက်ကြည့်အောင်နောက်တစ်ထပ်ပေါ့ရှမ်းပြည်နယ်တောင်ပိုင်းရွှေညောင်မြို့နယ်ကကလင်းဘေးတက် ငလေးဘေးဒန်တင်အင်းလေးဒေတာကိုအချမ်းပတ်စစ်တပ်နဲ့ PNLO ပြည်သူစစ်များတို့လက်နက်ကြီးများပြတိုက်ခဲ့ခဲ့ရာပြည်သူနေအိမ်၃လုံးပျက်စီးခဲ့ကြောင်းအင်းလေးလူထုလှုပ်ရှားမှုအဖွဲ့မှတာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောဆိုထားတယ်တဲ့နော်။ဒါလောက်ဒီအင်းလေးမှာလည်းဒီငလင်တန်းကြောင့်ပြည်သူလူထုများစွာတေချေပျက်စီးပြီးအိုးအိမ်တွေပျက်စီးနေပါလေဆိုမှအဲဘုဘုံတချဲတယ်နော်။သူတို့ဘုံတွေတချဲတယ်။သူပြည်သူတွေကိုပဲဒီကောင်တွေကကယ်ဆယ်ဖို့တစ်ခုမှ အာမဆိုင်ကိုတက်ဖို့ကတော့အမျိုးမျိုးအားဆက်ပြီးမှတက်တယ်နေရာတကာကိုလိုက်အားဆက်ပြီးတက်နေတယ်ဒါမျိုးဒီမှုခွေးတွေကိုအမြင့်မဖြတ်နိုင်တဲ့ရတော့ဒီပြည်သူတွေဒီဒုက္ခတွေနဲ့ဘယ်တော့မှထွက်ရမှာမဟုတ်ဆက်ကြည့်အောင်နော်လူတွေပေါ့မင်းတဲ့မျိုးပေါ်ကိုစစ်တပ်ကလည်းနေညနေပိုင်းနဲ့လေရင်ဖြစ်နေပေါင်900ဘုံနှလုံးချဲချတိုက်ခိုက်မှုတွေနေအိမ်များပြက်စီတဲ့ချင်းပြည်နယ်မင်းတဲ့မျိုးပေါ်ကိုအချမ်းမစစ်တပ်ကယနေ့ညနေပိုင်းလေရင်ဖြစ်ပေါင်900ဘုံနှလုံးချဲချတိုက်ခိုက်ခဲ့ခြင်း ကဲကြောင်မင်းတက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောဆိုထားတယ်တဲ့နော်။တော်နေအဲ့လောက်ကြီးတော်တော်ဖြစ်နေတဲ့ကောင်လေနော်။စက်ကြီးအောင်တော့တယ်ပေါ့။နေပြည်တော်ကိုဗဟုပြု၍ပြင်းအား၄တရမရှိအစဉ်ရှိငလင်လောက်ခတ်တဲ့နေပြည်တော်ကိုဗဟုပြု၍ပြင်းအား၄တရမရှိအစဉ်ရှိငလင်လောက်ခတ်သွားကြောင်းအမေရိကန်ဘူမိပေဒငလင်စောက်ကြီးရေးအဖွဲ့ USGS ကသတင်းထုတ်ပြန်ထားတယ်တဲ့နော်။မြောင်လိုင်းရှိတဲ့နဲ့တက်တဲ့ကိုလှုပ်ပြီးမှဒါကမြောင်လိုင်းမြေမျိုးလိုင်းနားအေးတာပဲနေပြီးတော့မှနေပြီးတော့တခုလိုမြေမျိုးလိုင်းနားအေးတာပဲနော် ဆက်ကြည့်အောင်နောက်ထပ်တင်ပြမယ်။မလေးမျိုးပေါ်တွင်ပြည်သူများညအချိန်လမ်းများ၌ဖြစ်သလိုအိတ်ဆက်နေရပြီးစစ်ကောင်စီထောက်ပံ့မှုများလုံးဝမရရှိသေးတယ်။မန္တလေးမျိုးပေါ်တွင်ပြည်သူများညအချိန်လမ်းမများ၌ဖြစ်သလိုအိတ်ဆက်နေရပြီးစစ်ကောင်စီထောက်ပံ့မှုများလုံးဝမရရှိသေးကြောင်းဒေတာပြည်သူများကရန်ကုန်ခေတ္တသတင်းဌာနကိုပြောဆိုပါတယ်နော်။စစ်ကောင်စီကတော့ ဒါအပြည့်စုံကိုကယ်ဖို့တော့ဘာမှလုပ်ပြမှာမဟုတ်ဘာမှစီစဉ်ပြမှာမဟုတ်နော်ငလင်းစလုပ်ကတော့လည်းဘာမှမလုပ်ခဲ့ပြီဘာမှအရေးပေါ်ဘာမှမလုပ်ခဲ့ပြီအခုလုပ်ပြီးနောက်ပိုင်းလည်းဒီတိုင်းပဲပြစ်ထားတာပဲပြည်သူတွေဘလို့နေနေလမ်းဘေးမှာဘလို့အိတ်နေအိတ်နေဘာဖြစ်နေဖြစ်နေသူကယူမဆိုင်ဘူးသူယူဆိုင်တာကပြည်သူတွေဘလို့နင်းနေတက်ရမလဲဆိုတာပဲသူကယူဆိုင်တယ်ဆက်ကြည့်အောင်နော်မြန်မာပြည်သူတွေတော်တော်ဝမ်းနေပါတယ်နောက်ထပ်တစ်ခါပြော သေုံနိုင်ငံနဲ့ချက်ချင်းဒီအတင်ရင်တန်းကိုလည်းစစ်အုပ်စုပြစ်ခတ်တဲ့မြန်မာငလင်အမ်ဘေးထောက်ပံ့ရေးပစ္စည်းများတဲလာတဲ့ရင်တန်းလို့ဆိုတဲ့မြန်မာငလင်ဘေးအတွက်ထောက်ပံ့ရေးပစ္စည်းများတဲလာတဲ့သေုံနိုင်ငံချက်ချင်းဒီအတင်ရဲ့ရင်တန်းကိုစစ်အုပ်စုကပြစ်ခတ်မှုပြုလုပ်ခဲ့တယ်လို့တဲ့တအောင်တမတော်ရဲ PSMF တတိယနေ့ကကနဦးတရင်ထုတ်ပြန်ထားတယ်လေနော်တော်တော်မှရိုင်းနေကုန်လို့ပြင်ဒီကောင်တွေကအဲ့ဒါတွေကဒီတိုင်တော်လိုင်းကြီးလက်နက်ကင်တွေလုတ်တယ်ဆိုပြီးမှဒီကောင်တွေဆွဆွဲအောင်ပါခွေးချင်းခွေးချင်းချအောင်ပါနော် ။နောက်မှဆက်ကြည့်အောင်ကျွန်တော်တို့ ANG ကဦးနေဖုံးလက်ဒါညိုရေးအစိုးရအနေနဲ့ငလျင်လောက်ခတ်မှုဖြစ်ပြီးပြီးချင်းပါပဲ။အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရမယ့်အခြေအနေအဖြစ်သတ်မှတ်ပြီးမိမိတို့စုံမထင်းချုံနယ်မြေတွေအတွင်းကငလျင်ဘေးဒဏ်သင့်ပြည်သူတွေကိုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအလျင်မြန်ဆောင်ရွက်ကြဖို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့လုံခြုံရေးအဖွဲ့တွေတပ်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူတွေကိုညွှန်ကြားခဲ့သလိုမြေပြင်မှာရှိကြတဲ့တာဝန်ရှိသူတွေကလည်းအချိန်နဲ့တပြေးညီကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို လောက်ကင်ဆောင်ရွက်ခဲ့ကြပါတယ်။ငလင်တန်ကြောင့်မန္တလေးအိုးဘုံထောင်ထဲကအဆောက်အဦအချို့ပြိုကျပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။ဒီလိုအခြေအနေမှာမတရားဖမ်းဆီးထောင်သွင်းခြင်းချခံထားရတဲ့နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်နိုင်ငံတော်တမရဦးဝင်းမြင့်နဲ့နိုင်ငံရေးကျင်းသားတွေအားလုံးရဲ့အခြေအနေကိုကျွန်တော်တို့အထူးစိုးရိမ်ကြောင်းပြောလိုပါတယ်။နိုင်ငံတော်တာဝန်ခံပုဂ္ဂိုလ်ရဲ့အခြေအနေစိုးရိမ်စရာမရှိဘူးဆိုတဲ့သတင်းအစအနအချို့ကိုရရှိပေမဲ့ ဒါဟာလည်းယာနုံးပြစ်တေချာတဲ့ကိစ္စမဟုတ်တာကြောင့်ဒီထက်ပိုပြီးတေချာတဲ့သိရှိရမှုလိုအပ်ပါတယ်။ဒါ့အပြင်အကြံဖတ်စစ်ကောင်စီကသတင်းမီဒီယာတွေလိုလက်စွာဝင်ရောက်သတင်းရယူပန်ခွင့်ကိုလည်းပိတ်ပင်ထားတာတွေ့ရပါတယ်။ဒီလောက်ရဟာမြန်မာနိုင်ငံအတွင်းမှာအမှန်တကယ်ဖြစ်ပျက်နေတဲ့အခြေအနေမှန်တွေကိုနိုင်ငံတကာကမသိစေချင်တာကြောင့်ဖြစ်ပါတယ်။အကြံဖတ်စစ်ကောင်စီဟာပြည်သူအာဏာကိုမတရားလုယူထားတဲ့တရားမဝင်အစုအဖွဲ့ဖြစ်တဲ့အပြင် တိုင်းပြည်ကိုကောင်းစွာစီမံအုပ်ချုပ်နိုင်တဲ့အရေးအချင်းလဲမရှိတာကြောင့်တခြားတယ်အခုလိုသဘာဝဘေးအန္တရာယ်တွေကိုကြုံတွေ့ရတဲ့အခါမှာမြန်မာပြည်သူလူထုဟာထိခိုက်ဆုံးရှုံးမှုတွေပုံများခဲ့ရပါတယ်ပြည်သူအစိုးရဖြစ်တဲ့မြို့သားညွေအစိုးရအနေနဲ့ပြည်သူလူထုကိုတနိုင်ငံလုံးတိုင်းတာနဲ့ကူညီကယ်ဆယ်နိုင်တဲ့အသိဉာဏ်ပညာလူဝင်အားနဲ့စီမံခန့်ခွဲနိုင်စွာရှိပေမဲ့စစ်ကောင်စီစိုးမိုးထားတဲ့နယ်မြေတွေကပြည်သူတွေကိုတော့ကူညီနိုင်မှုအခွင့်မတားတဲ့အခြေအနေဖြစ်ပါတယ် ဒါကြောင့်လေအရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်မှုအတွက်ငလျင်ဘေးတင်တဲ့ဒေသတွေမှာမြို့သားညိုရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့မိမိကိုယ်ကိုခုခံကာကွယ်စစ်ကလွယ်ပြီးထိုးစစ်အားလုံးကိုနှစ်ပတ်ကြာရန်နာထားမှာဖြစ်ကြောင်းနဲ့စစ်ကောင်စီထိန်းချုပ်နယ်မြေတွေထဲကမြို့ကြီးတွေမှာလုံခြုံရေးအာမခံချက်ရှိမယ်ဆိုရင်မြို့သားညိုရေးဆိုရနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့စီရီယန်ကျွမ်းကျင်ဝန်ထမ်းတွေအနေနဲ့နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပြီးငလျင်ဘေးတင့်ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးကုသရေးလုပ်ငန်းတွေကိုဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။အတန်းဖက်စစ်တပ်ဟာငလင်းလှုပ်ပြီးချိန်တွေမှာပဲရှမ်းပြည်နယ်နောင်ချိုမြို့နယ်၊သခိုင်းတိုင်းချောင်းမြို့နယ်၊ပဲခူးတိုင်းဖြူးမြို့နယ်၊ကချင်ပြည်နယ်ဗမော်နယ်၊မကွေးတိုင်းစလင်းမြို့နယ်တို့ကကြေးရတွေကိုလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တာတွေ့ရသလိုစစ်ကြောင်းထိုးတာတွေ၊ရွာတွေကိုမီးရှို့တာတွေကိုလည်းမရက်တန့်ခဲ့ပါဘူး။ ဒီလိုလေရင်နဲ့ဘုံကျဲလက်နက်ကြီးနဲ့ပြစ်ရွာတွေကိုမီးရှို့ဆိုတဲ့ကိစ္စရက်တွေဟာငလျင်မလောက်ခတ်ခင်ကတည်းကနေ့စဉ်ရက်ဆက်ပြုလုပ်နေခဲ့တဲ့ကိစ္စရက်တွေဖြစ်ပါတယ်နော်သူတို့ကဒီရမီးရှို့တာလို့လူဘုံကျဲတာလို့လူတက်တာလို့ဆိုတော့သူတို့ကသမင်းစားရေးတောက်လို့ဖြစ်သွားရင်နော်စစ်ခွေးတွေကသူတို့အဲ့လိုပဲလုပ်နေကြအဲကြောင့်မို့ဒါတွေကမထူးဆန်းတော့ဟိုနောက်မှလာကြည့်ရမယ့်ဗီဒီယိုတွေကတော့အဲလူစိတ်မရှိတဲ့ကိုချင်းစာတရားမရှိတဲ့အောက်တော်တော်အောက်တန်းကြတဲ့အဖွဲအစည်း များစွာရဲ့ဗီဒီယိုပေါ့နော်အဖွဲ့အစည်းလူစိတ်မရှိတဲ့လူတွေရဲ့ဗီဒီယိုဖိုင်ပေါ့ဒါလောက်ထိကိုမြို့ကိုနိုင်ငံတို့ဆုပ်ပြက်နေချိန်မှာဒါမျိုးလုပ်နိုင်တာအံ့ဩတာတော်တော်အံ့ဩစရာဟောင်းဒါဖြစ်တင်လာမဖြစ်တင်လာဆိုလူဆိုရင်လူစိတ်ရှိရဆိုရင်စဉ်းစားလို့ရတယ်ဒါမျိုးကစစ်ကောင်စီနဲ့ပဲတန်းတယ်နော် စစ်ကောင်စီအုပ်ချုပ်တာနဲ့ဒီကောင်လည်းတော်တော်တန်တယ်ဒီလိုအဖွဲ့ဒီလိုလုပ်နေတဲ့လူတွေကစစ်ကောင်စီရဲ့အုပ်ချုပ်တာကိုတော်တော်လက်ခံတော်တော်တန်တယ်နော်တလောက်တိုင်းပြည်စုပြင်ငလင်းဘေးနဲ့ပြည်သူတစ်ခုလုံးဖြစ်နေတဲ့မန္တလေးမြို့ပေါ်မှာတော့ဒီလိုကထိန်နေလုပ်နေတာကတော်တော်လေးလွန် မန္တလေးမှာတကယ်ပါဖျားစုမန္တလေးပါအာနော်ဒီလူမျိုးလူတွေကလည်းတော်လန်ရေးရဲပေါ်တွေကိုလည်းပြောချင်တော်လန်ရေးမှာပါဝင်နေတဲ့အာပြည်သူ့ကွယ်တဲ့ PDF တွေရောပြင်တော်လန်ရေးဖွဲ့ဝင်အတိတ်ကိုပြောချင်တယ်မတိုက်ပေးနဲ့တော့နော်ဒီလူလူတွေကမြန်မာနိုင်ငံလူတွေကဒီစစ်အုပ်စုစစ်အုပ်စုရဲ့အုပ်ချုပ်မှုအောက်မှာပဲတန်းတယ်နော်သူတို့ကဒါနဲ့ပဲတန်းတယ်ဒါလောက်နဲ့ပဲတန်းတယ်ဆိုတော့ပဲမင်းတို့အသက်တွေရင်ပေးတာအလကားပဲမင်းတို့အသက်အများဆိုရင်ပေးနေတာ ਨੇ ူတို့လုပ်နေပုံနဲ့လောကမှာကတယောက်စားတော့မှအသက်ရင်းပေးဖို့မထိုက်တန်တဲ့လူတွေနော်တော်တော်လေးစိတ်ဓာတ်တွေတော်တော်လေးယုံယွင်းပြက်စီးနေပြီပြောရတဲ့အခါတော့မရှိတော့ဘူးနော်ဒီလောက်တိုင်းမိလုံးဝမ်းနေနေအချိန်မှာဒီလိုလုပ်နေတဲ့လူတွေစိတ်သက်ကဘလို့အောက်ဘလို့ဒီအောက်တန်းကြလဲဆိုတာစဉ်းစားစဉ်းစားကြည့်ရတော့ဆက်ကြည့်အောင်နောက်မှာ USDP ကဒီ EO နဲ့ EO ပေါ့ဗျာဒီ EO ကိုတက်ခိုက်နေတဲ့မားတွေကလေအလုရှုံနေတဲ့ကာဝေးတွေကိုပြောမယ်ကြည့်တာတိုက်ွက်ဖော်ရကျွန်တော်တွေ့တယ် အလင်းငိုက်ပဲဆိုပြီးတော့ဗျာဒီစီဆိုင်ပဲလမ်းကြောင်းကြရပြည်နယ်ပဲလမ်းဖြစ်တယ်။နောက်ရှမ်းမြောက်ဒေသမှာအချို့ဖြစ်တာတွေ့ရတယ်။ဒါတော်တော်ဆိုးရတဲ့ကိစ္စပဲ။သူလေနေလိုက်ပုံချဲတာအချို့ဖွဲ့စည်းတွေကလည်းဒီပေါ်မှာအပ္ပတော်ပါပြောကြတယ်။နော်ဖြက်လို့ဖြက်စည်းတွေပြောကြတယ်။အသေးစိတ်တော့ကျွန်တော်ထင်တယ်ခင်ဗျားတို့အလုံးပြည်ပြည်ဖြစ်ပါလိမ့်မယ်။အဲကျွန်တော်ဒီမှာသုံးသချက်တစ်ခုကဒုတိယသုံးသချက်ကဘာလဲဆိုတော့ရှင်ကျေးလာတဲ့လူဖွဲ့စည်းခုမှာဒီလိုတိုင်းဖြတ်ပြည်စုကိစ္စတွေအညိုးတင်းနဲ့လုပ်နေတဲ့ဒီကိစ္စတွေကဒီလိုဖွဲ့စည်းမျိုးတွေက လူတွေနဲ့အတူတူမရှိတင်တော့ဘူးလို့ကျွန်တော်ဒီလိုမြင်တယ်ဟုတ်လားမဟုတ်ကောက်ကလည်းအရင်ပြောရတယ်နော်တို့လေရင်နဲ့ဘုံကျဲတကယ်ဆက်လင်းလင်းလေးခုဖြစ်မနိုင်ဘိုင်းတော့မကြောက်ဘူးလေရင်နဲ့လိုက်ဘုံကျဲနေကြမပြောဘဲနဲ့ဘယ်ဟိုဆိုတနေ့တရင်ထဲမှာပါတယ်စီဆိုင်ဘက်မှာတိုက်ပွဲဖြစ်တဲ့ပိုင်းမှာအဲ့ဒါအလင်းငိုက်လုပ်လေဆိုတော့ဗယံမလာတွေပြောနေရနော်မရှိတဲ့လူတွေဆိုတော့တို့လိုလူတွေပဲတို့အဖွဲ့လိုအဖွဲ့စည်းတွေပဲနော်ဒီလိုဥခင်ကြီးတို့လိုဗယံမလာမင်းမလို့မင်းမြတ်ပြောနေတဲ့အဖွဲ့စည်းတွေပဲနော်နောက်ဆက်ကြည့်အောင်နောက်မှာ စော်ဖုံးဟင်းတမတော်ကမကူညီဘူးလို့အစိုးရကနိုင်ငံသားမှာအလူခံနေလို့အဲဒုဒုဒုတို့ပြောဖို့ပေါ့နော်ဟိုတို့ကလိန်ဘုံကျဲဖို့တော့ပတ်စံရှိတယ်ဘတ်ဂျက်ဟုတ်တယ်ပဲလေမဟုတ်လို့လားဒီငလင်းဘေးတန်လို့ဖို့အတွက်တော့အစိုးရမှာဘတ်ဂျက်မရှိဘူးလားတို့တို့မေးခွန်းထုတ်လာတာနော် ဒီနီဘိန်းနဲ့လဘိန်းတို့ချီပရိန်းတွေကနော်သူတို့ဘတ်ဂျက်တော့သူတို့မေကွန်းထုတ်လာပြီအဲ့ဆိုမင်းတို့ NUG ရဲ့ဆိုရရောမင်းတို့ပန်ဆက်လို့ရောကောင်းစင်မအောင်ကြောက်ကြောက်စဝေးစဝါဆိုဒူးဝါလရှိလာဟမ်ဟိုကမိုင်းဝင်းမန်းဝင်းခိုင်တန်းလို့ရောမင်းတို့မလူးလားမင်းတို့ပြောတော့အခုလက်ရှိနာသကအစိုးရက နာသကအစိုးရကြီးကမင်းတို့ပြောတော့တရားဝင်ဆိုရမဟုတ်ဘူးဆိုအဲ့ဒါတရားဝင်ဆိုရမဟုတ်ဘူးဆိုရင် तू ဆင်းပေးလိုက်နော်အဲ့အခုမင်းပြောတဲ့ပန်ဆယ်လိုလိုမင်းပြောတဲ့မောင်ဝင်းခိုင်တိုင်းတို့ဒူဝါလက်ရှိလာတို့ကလာလုတ်ပေးလာမလုတ်ပေးလာမင်းကြည့်လိုက်မင်းမင်းမင်းရဲ့မအလာခွေးကိုပလင်မောဆင်းခိုင်းလိုက်နော်မင်းခွေးပလင်မောထိုင်နေမယောင်မစီလူတွေလုံနေတယ်လို့ဆင်းခိုင်းကြည့်လိုက်ဟိုကလုတ်ပေးရဘလောက်တိများဘလုံများပြည်သူတွေကိုဘလောက်လုတ်ပေးလဲဆိုတော့မင်းသိသွားလိမ့်မယ်နော် မင်းတို့ခွေးတွေပြင်မောတက်ထိုင်နေတာကိုဟောတော်တော်ကြက်တေတုံးနေပြီပြီးရင်အခုဒီရဲ့ကိစ္စမှာမင်းပြောနေတဲ့ဟာကြမ်းအရင်မင်းရဲ့အုံနောက်ကလည်းဒီဟိုမျိုးဆိုတော့အုံနောက်ထဲမှာချီးပဲရှိဆိုတော့အိုင်မန်လေမလို့မဆိုင်နဲ့ဟာကွာတိုင်းပြည်ကိုတာဝန်လက်ရှိတာဝန်ယူထားတဲ့ဒီကောင်ကခွေးကောင်ကနော်တိုင်းပြည်ကိုတာဝန်ယူမှအနာမတရားလုပြီးတာဝန်ယူဇွတ်ယူချင်တဲ့ကောင်ကပြည်သူလူထုဒုက္ခရောက်နေတာကိုမလုပေးပဲနဲ့မင်းအဖေကိုအဲမလုပေးရမင်းအဖေကိုမပြောပဲနဲ့ခု မင်းအဖေကမတရားလိုက်ဖမ်းနေလို့ထွက်တက်ဖြတ်နေလို့တခြားနေရာရောက်နေတဲ့လူတွေကိုတပြောနေဟိုဘက်ကတရားဝင်အစိုးရဆိုတာလည်းမဖြစ်သေးဘူးเนาะဒီမှာကဟိုဘက်ကပီဒူတွေလက်ခံတဲ့အစိုးရပဲရှိသေးတယ်ဒါပေမဲ့အခုလက်ရှိတိုင်းပြည်ကိုအုပ်ချုပ်နေတာကမင်းအဖေမအားလားအုပ်ချုပ်နေတာအဲ့လားကိုအရင်ပြောရမှာမင်းအဖေကိုမပြောဘဲနဲ့မလိုအဲ့တဲ့ဟာတမ်းမပြောနဲ့မင်းမင်းမင်းပုံစံတွေဖြစ်နေပြီမင်းအဖေကပတ်စံရှိတဲ့သေးဒါပေမဲ့မင်းကအကူကြီးတောင်းတာကမင်းဒုက္ခရောက်တဲ့အကူကြီးတောင်းတာက မင်းအိမ်ဘေးကမာနေတဲ့ဆင်းရဲတော့သွားပြီးအကူကြီးတက်တောင်းနေရတယ်တူနေတယ်တိလားစက်ကြည့်အောင်တော့ဆိုရမှာကလက်ရှိဆိုရအောင်မဟုတ်ဘူးမင်းတို့အန်ယူဂျီငါတို့ဆိုရအန်ယူဂျီပါတို့လေလိုင်းပေါ်မှာဆင်းပေးလိုက်လေဆင်းပေးလိုက်လေဆင်းရဲဆိုရအောင်မင်းတို့ပြောရမှာဆက်ကိုမရှိရအောင်ဆိုရဘာဒီကာွယ်ပေးလိုက်အခုမြန်မာပြည်မှာဒုက္ခရောက်နေတာမင်းတို့ဆိုရတွေမင်းတို့ PDF တွေလာပြီးတော့မှာ ကူညီနေတာကယ်ဆယ်နေတာမင်းတို့ NUG ရဲ့အစိုးရ CRPA ရဲ့အစိုးရဗမာလဲလို့မင်းတို့ခွက်ခောက်ထားတဲ့အလူခံပတ်စံတွေဗမာလဲလို့ခွက်ခောက်ထားတဲ့အလူခံပတ်စံတွေဗမာလဲတဲ့မင်းတို့အဘနော်အခုအလူခံတာတကဘာလုံးပတ်ပြီးအလူခံနေအခုပြီးရင်အလူခံတာမဟုတ်ဘူးမင်းမင်းတို့အဘမင်းအောင်လိုင်ကမင်းအဖေမင်းအောင်လိုင်ကနော်အလူမခံဘူးဆက်အခုလုပ်ငန်းရှင်တွေမှာလာမှာသွားပြီးဓမြတိုက်နေတာ ဆက်ယုံမနေ့ကပါတဲ့တင်ထဲမှာမြင်ကြည့်လိုက်ဆက်ယုံတက်ယုံကို300လာထည့်ရမယ်အဲ့ဒါဆက်ယုံအဲဆက်မှုဇုံမှာရှိတဲ့ရန်ကုန်ဆက်မှုဇုံမှာရှိတဲ့ဆက်ယုံတက်ယုံကို300ထည့်ရမယ်ဆိုမှအတင်းကိုဓမြတိုက်နေတာနော်မင်းအလူခံလာတဲ့ငါတို့ခွက်ခေါက်တဲ့လူတွေကျမင်းတို့ဓမြတိုက်တဲ့လူတွေကပိုအောက်တန်ကြပိုယုံမာတယ်ဆိုတာကိုယ့်ကိုတီးဖို့ရေးကြည့်ရယ်တော့ဆိုတာကမင်းတို့ငါတခုပြောပြမယ်မဟုတ်ကောက်ကလည်းဓာတ်ပြောရအောင်နေကြည့်လားကူညီခြင်းနဲ့မင်းတို့ PDF စိုးမိုးတဲ့နေမြေတွေ เนาะအလင်းမြန်မလာနိုင်ဘူးဆိုတာကအဲ့ဒီကပြည်သူလူထုကလည်းနားတယ်ဖို့လိုတယ်တော့တမတော်ကိုအခြားသောအရက်ပတ်အဖွဲ့အစည်းတွေကလာတော့လဲမင်းတို့မိုင်းဆွဲတိုက်ခိုက်အဲမိုင်းဆွဲတိုက်ခိုက်ရဆိုတတ်သိရှိလားเนาะဘုဘကအပြစ်ခက်ရဆက်ထားပြီလို့ပြောပြီးမှနေနေတာမင်းတို့ပဲလေရင်နဲ့တလဆက်တော့ဘုံချဲနေတာအဲ့ဒါကိုမင်းဗျမ်းမလာလေရှောက်ပြောနေတာမင်းယောက်ျားဆိုယောက်ျားစကားကိုပြောရရတယ်ဆိုကုန်ရင် မင်းလူကြီးတယောက်ယောက်ျားတယောက်ဖြစ်နေပြီမှာဗျာမတားလည်းမပြောနဲ့မင်းပြောနေတဲ့စကားလည်းတစ်ခုမှအရင်မရဖတ်မရပီတီအက်ဖီကငင်းထိုင်ဘယ်သူမှဒုက္ခမပေးနေဘူးเนาะပြီးရင်မင်းတို့ကဲဆေးရအချိန်မီမလာနိုင်ဘူးတဲ့မိစကိုင်းတိုင်းကိုမပြောပါနဲ့လက်ရှိမင်းနေပြီးတော့မန်းလေးမှာဖြစ်နေတဲ့စကိုင်းဘုကိုတော့မပြောနဲ့အဲ့ဒါတော့မင်းရောက်တော့ရောက်လာတော့ဘာလို့အခုဒီကဘာမှမကူညီပေးနေဘူးပီတီတွေကဘာမှဆောင်းတဲ့ချင်းတော့တထဲတော့မှမပေးနေဘူးလမ်းမီမှာအိတ်နေရပီတီကိုမပေးနေဘူး ဲ့ဒါမှမဟုတ်ဗျမ်းမလာတဲ့ချက်မပြောနဲ့ PDF တွေရှိရတဲ့နေရာမှာမဟုတ်လို့မဟုတ်လားလာလို့မရလို့ဘာညာလဲမင်းတို့မလုံနိုင်တာမင်းတို့မလုံတာမင်းတို့မလုံနိုင်တဲ့လာနိုင်တဲ့နေရာတော့မလုံနိုင်တာမလုံပေးတာမလုံနိုင်တဲ့နေရာတွေချက်အောင်မပေါ့စကားတွေချက်ရှည်မှချက်ချစ်ကောင်ချက်ပြောမနေနဲ့နော်ဒီကောင်ကိုဖမ်းတဲ့လူတွေ3900ပေးမယ်တဲ့ဟဲ့မင်းပြောလိုက်မင်းပြောတဲ့နေရာကိုငါလာခဲ့လိုက်မယ်အဲ3900ငါ့ကိုပေးလိုက်ဒီခါလာလဲတတ်မတော့နောက်ခါလာလဲတတ်မတော့ပေါ်ပြီးတော့3900ပေးပြီးတော့ရှင်းလိုက်နားအေးတာပဲတတ်မတော့တာ ရေပဲနဲ့တက်မတော်သားမီးပဲနဲ့တက်မတော်သားဟမ်ငလင်တံပဲနဲ့တက်မတော်သားဟမ်ကိုပြီးပြည့်လည်းတက်မတော်သားဟမ်အဲ့တော့ပြီးပြောလိုက်သေးတယ်တက်မတော်သားကြီးလှုပ်လို့တက်မတော်သားကြီးလှုပ်လို့ ਨੇ အဲ့တော့တက်မတော်သားကြီးဆင်းခိုင်းလိုက်တက်မတော်မင်းတို့တက်မတော်တစ်ခုလုံးဆင်းသွားလိုက်မင်းတို့ဘာဆိုမင်းတို့အဲ့လိုမှတက်မတော်သားနေရာတွေမှာမလို့ရှင်ဆိုမင်းတို့ဆင်းခိုင်းလိုက်မင်းတို့လွတ်တော်ထဲမှာလည်းတက်မတော်သားတက်မတော်နေရာမှာလည်းတက်မတော်သားဘယ်အဝင်ကြီးနေရာမှာလည်းတက်မတော်သားနော် အဆင်းဆင်းအကုန်လုံးနိုင်ငံဟိုမှာရာစုအဆင်းဆင်းအကုန်လုံးမင်းတက်မလာယူထားကြမင်းအတက်မထွက်ပါနဲ့မင်းတက်မလာနေရာယူထားမှာတော့တက်မလာလောက်ပေးရမှာမို့တော့မင်းမင်းအဖေလည်းလောက်ပေးမှာလားစက်ချီမင်းတို့တက်မလာထားရဲရဲဆိုလို့ဒါမယောင်ရစီလူမအားလားအကျင့်တိုင်းပဲကြည့်လိုက်ဖေဒလူထုတွေတေချေပြက်စင်းနေတော့မကယ်ဘူးအဲ့မှာအဲအဲအုပ်ပုံကိုသွားထဲမှာလုပ်နေနော်ဒါလည်းအရေးကြီးလားဟိုမှာအုပ်ပုံအောက်မှာပြည်နေတဲ့ပေဒလူထုတွေအရေးကြီးလားဒီမှာလူတယောက်မှမပြည်နေဘူးနော်ဒါတက်ဖို့ရိုက်ကောင်းကြည့်ကောင်းအောင်လုပ်နေတာမင်းတက်မလာထားဆိုတော့ တကယ်ထိထိရရောက်ဘာမှမလုပ်ဘူးနော်အကြည့်ကောင်းအောင်လုပ်တာနော်မင်းတို့ရဲတွေတတ်မတော်တယ်ခုမင်းတို့မအားလားကအစကျန်လူအကုန်လုံးကြည့်ကောင်းအောင်လောက်လုပ်တာဘာမှမလုပ်ပြီးတော့ပြည်သူကယ်ချင်တဲ့တတ်မတော်တာတယောက်မှမပါဘူးမင်းတို့ခေါင်းဆောင်ကစားပြီးတော့ပြည်သူကိုတတ်ချင်တယ်ပြည်သူကိုဘယ်လိုတတ်ရမလဲပဲစဉ်းစားနေတယ်တတ်မတော်တာတယ်နော်မြို့တက်မလို့လိုက်နေရကမှာပါချင်လို့ဆိုရင်မြို့တက်မလို့လည်းဆင်းသွားလိုက်နော်တက်မလို့ဒါနေရမှာတက်နေလိုက်အဲ့ဒါဆိုမင်းတို့ဘယ်သူမှမခိုင်းဘူးရှင်းလားမင်းတို့လိုလည်းမခိုင်းမလိုလည်းမခိုင်းအောင်အဲပြောပြောရှင်းတယ် ဖြစ်လက်တော့ပါပဲ stone လေးပါရှုပ်ပေးတဲ့အရောက်တိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် channel လေးကို subscribe မလုပ်ရလေးဘူးဆိုရင်လည်း subscribe လေးလုပ်ပြီးဝင်ရင်ပေးကြဖို့မေတ္တာရက်ခံပါတယ်မြန်မာပြည်ကြီးအမြန်ဆုံးငြိမ်းချမ်းပါစေစစ်အာဏာရှင်အမြန်ဆုံးကြရှုံးပါစေကျွန်တော်မြန်မာလူနိုင်ငံနိုင်ငံသူနိုင်ငံသားများအားလုံးရေဘေးမီဘေးလေဘေးငလင်ဘေးစစ်ဘေးမအေဘေးတန်ကလေးအမြန်ဆုံးလွတ်မြောက်ပါစေအရေးတော်ပေါ်အောင်နေပြီ